ျောက်ဖြူကနေယူနန်အထိသွဲတန်းနေတဲ့ရေနံနဲ့သဘာဝတန်းွေပိုက်လိုင်းတိဆောက်မှုကြောင့်ဆုံးရှုံးသွားတဲ့မြေယာတွေအတွက်ဘေးပွင့်ဆိုင်နှိမ့်နိုင်ပြီးရောကြီးပေးသွားမယ်လို့ January 18ရက်နေ့မှာတရုတ်စီးပွားရေးဒုတိယဝန်ကြီးကပြောဆိုလိုက်ပါတယ်။ဒေသခံအစိုးရလေသမားတွေတရုတ်အစိုးရနဲ့တရုတ်ကုမ္ပဏီလေးပွင့်ဆိုင်တွေ့ဆုံညှိနှိုင်းပြီး ပိုက်လိုင်းတိဆောက်စဉ်ဆုံရှုံနှစ်နာမှုတွေအတွက်ဖြေရှင်းပေးသွားမယ်လို့ဒုဝန်ကြီးမစ္စတာချန်ချန်းကတရုတ်တံအမတ်ကြီးနေအိမ်မှာပြုလုပ်တဲ့ရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံကိုလာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့တရုတ်ကုမ္ပဏီတွေအနေနဲ့မြန်မာနိုင်ငံရဲ့ဒလိထုံးနှံနဲ့တီးဆဲဥပဒေတွေကို လေးစားလိုက်နာဖို့တရုတ်အစိုးရကတိုက်တွန်းထားတာကြောင့်မြန်မာပြည်ကဒေသခံတွေအနေနဲ့နားလည်မှုပေးဖို့လိုတဲ့အကြောင်း လေဗရွန်တောင်ဂျင်းနီစီမံကိန်းကပြိပခတွေလည်းအ мян ဆုံးပြည်လဲသွားမယ်လို့မျှော်လင့်တဲ့အကြောင်းဒုတိယဝန်ကြီးကပြောဆိုပါတယ်။မြန်မာနိုင်ငံဟာတကားဖွင့်စီးပွားရေးဝါဒကျင့်သုံးနေတာကြောင့်နိုင်ငံတကာယင်းနှမြုံနှံမှုတွေဝင်ရောက်လာမှာဖြစ်ပေမဲ့တရုတ်နိုင်ငံအနေနဲ့ထိခိုက်မှုမရှိနိုင်ဘူးလို့ပြောဆိုခဲ့ပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူရင်နဲ့စစ်ကမ်းကနေမကွေးတိုင်းမန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်တို့ကိုဖြတ်တန်းဖောက်လုပ်နေတဲ့ရေနံနဲ့သဘာဝတန်းငွေပိုက်လိုင်းနှစ်ခုကို CNPC လို့ခေါ်တဲ့ပြည်သူအစိုးရပိုင်ရေနံကုမ္ပဏီကတာဝန်ယူဖောက်လုပ်နေတာဖြစ်ပြီး2013ခုနှစ်အတွင်းအပိတ်တ်မယ်လို့ဆိုပါတယ်။